ဖက်ဒရယ်ဖန်တော်ရရှင်များမင်္ဂလာပါတတင်းတုတတင်းမတွေကိုစစ်စစ်ပြီးအပတ်စဉ်တင်ဆက်နေတယ်အပွေးမြင်ပီတိတွေးစဉ်ချင်းတဲ့မတိအစီအစဉ်ကနေပြန်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့စစ်စစ်တင်ဆက်ပေးခြင်းတဲ့တတင်းအမှားကြောက်ရကတော့ ီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့မှာကြော်စွာ Telegram Channel ကဖျက်ချီခဲ့တဲ့နာကတိုင်ရင်တာလင်းလိုက်ကိုင်ဖွဲ့ကလဟဲမြို့နယ်ကမွေလော်ရီကျေးရွာရှိပီတူတွေကိုဒုံးနဲ့ပုတ်ကျဲတိုက်ခိုက်ဆိုတဲ့တဲ့အမှားကြောင်ရွဲဖြစ်ပါတယ်။ အဲ့ဒီတည်င်းမှာကြာရကိုကြောစွာ Telegram channel ကစတင်ဖျက်ချီခဲ့ပြီးပြီးခဲ့တဲ့အော်တိုဘလာ22ရက်နေ့ကနေဒီကနေ့အော်တိုဘလာ26ရက်နေ့အထိဝေရောက်ကြည့်ရှုသူ1000ကျော်ရှိနေပြီးပြည့်နှက်မှုများနေပါတယ်လွတ်လပ်တဲ့မီဒီယာတည်င်းဌာနတစ်ခုပြည့်တဲ့ People's Print တည်င်းဌာနမှာတော့နဂါကိုပါအုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့စကားတိုင်းလဟေမြို့နယ်ကကမလော်ရီကျေးရွာကို ADR စစ်တပ်က drone နဲ့ဗုံးကျဲလို့ရှိနေရွယ်ကလေးငယ်တအူးအပောင်းဝင်အယတနာအူးတိစုပ်ခဲ့ပြီး၄ဦးတည်းရရှိခဲ့ကြောင်း ကမလော်ရီဂျီယာကိုအော်တိုဘာလ20ရက်ညခုနှစ်နိုင်ခန့်မှာဒရုန်းနဲ့ဗုံးလေးလုံးကျဲခဲ့တယ်လို့လဟေမျိုးဒေတာခတ်တဲ့ဦးကပြောကြောင်းအိဒီယာဆိုရကိုတော်လန်နေတဲ့နဂမျိုးသားဆိုရှယ်လီကောက်စီ NSCN တာဝရှိတူတွေလာရောက်ဖူးတဲ့နေရာကိုဗုံးကျဲသွားတာဖြစ်ပြီးအရတာတွေထိခတ်တည်ဆုပ်ခဲ့ကြောင်း ကမလော်ရီကြီးကိုဒုံနဲ့ပုတ်ကျခဲ့တာဟာသူရဲ့ဘောကြောင့်တဲ့ idea စစ်တပ်လောက်ရဖြစ်ပြီးအပြင်းထန်ရှုတ်ချကြောင်း NSCN ကအော်တိုပါလာ27ရက်နေ့မှာထုတ်ပြန်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်လွတ်လပ်တဲ့မြန်မာနောက်မီဒီယာသတင်းဌာနမှာတော့အေဒီယာဆိုရကိုဆန့်ကျင်တဲ့နိုင်ငံအမျိုးသားဆိုရှယ်လိကောက်စီ NSCN NSK ကိုပြစ်မှတ်ထားပြီးမြန်မာနိုင်ငံ net data ကိုနေကျော်တတ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ ဗုဒ္ဓတွေဟာလူနေအိမ်တွင်းကိုကြားရပောက်ွက်ခဲ့ကြအောင်အဲ့ဒီတိုက်ခိုက်မှုကြောင့်ရှင်းရရွယ်ကလေးတူဦးနဲ့ NSCN NSCK ဖွဲ့ဘူချုပ်ပြီးအောင်စုသူရဲ့အသက်29နှစ်ရွယ်သားတို့တည်ဆုပ်ခဲ့ပြီးလေးဦးတန်ရရှိခဲ့ကြောင်းနဲ့ ADR စစ်တပ်ကယခုနှစ်အတွင်းမြန်မာဘက်ထဝေရောက်တိုက်ခိုက်မှုဟာနှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ADR စစ်တပ်ကထိုတိုက်ခိုက်မှုကိုအပြင်းထန်ရှုတ်ချနေကြောင်းသတင်းမှာဖော်ပြထားပါတယ်။ပစောပါကိစ္စနဲ့ပတ်သက်ပြီးဒေသခံတို့ကို Federal Fan ကဆက်တွယ်မြင်မြန်ထားပါတယ်။မြန်မာဘက်ခြမ်းကို drone နဲ့တိုက်ခိုက်တဲ့သတင်းကဟုတ်ပါတယ်။ NSCN NSCK စခန်းတော့မဟုတ်ဘူး။တွာလာနေထိုင်တာမျိုးတော့ရှိတယ်။ ုကျဲတာကရွာထဲမှာရှိတဲ့နေအိမ်ကိုကျဲတယ်လို့ဒေသခံတအူကပြောပါတယ်။တဒိမီဒီယာတွေရဲ့ဖော်ပြခြင်းနဲ့ဒေသခံတအူရဲ့ဖြေဆိုချက်အရနာဂခုပါအုတ်ချုခွေရဒေသဖြစ်တဲ့စကားတိုင်းလဟဲမြို့နယ်ကမော်လော်ရီကျွာကိုအိဒီယာစစ်တပ်ကဒုံးနဲ့ပုတ်ကျဲတတ်ခိုင်းလို့ရှင်းရရွယ်ကလေးတအူကပါဝင်အရတနာဦးတည်ဆုပ်ပြီး၄ဦးတည်းရရှိခဲ့တာကိုတွေ့ရပါတယ်။စီကောမရှိတဲ့ရဲ့ဝါဒဖြတ်ခြင်းတွေဟာ P2 တွေကိုထင်အောင်ထင်မှဖြစ်အောင်နဲ့ ပီတူတွေတိုင်းဒါလဲနဲ့ကာတွေပေါ်ယုံကြည်မှုပြက်ပြားအောင်တမင်လက်စာပြီးဝါဒဖြတ်ချနေပါတယ်တော်ရရှိတွေအနေနဲ့လည်းလူလက်ပြီးအမီကိုကင်းတဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမှာဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တိတိကျကျစစ်စစ်ပြီးမှယုံကြဖို့အတွက်ကျွန်တော်ရဲ့အပွင့်မြေပင်တိသွေးစစ်ချတဲ့တဲ့အမှတ်တိစစ်စစ်ကနေတိုက်တွန်းချင်ပါတယ်နောက်တစ်ပတ်မှာလည်းဘလို့သတင်းတူသတင်းမာတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်နှားဆင်ပြကြဖို့တိုက်တွန်းရင်းနဲ့ဒီစစ်စင်ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ